ားလုံးပဲမင်္ဂလာပါဆရာမလေးရဲ့စာဖတ်ပြမယ့်စီစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှလည်းဆရာမလေးကချီဂွေဗာရာရဲ့အထုပ်ပတ်တီလေးကိုဆက်လက်ပြီးတော့ဖတ်ပြသွားမှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်အခန်း၃ဒါဟာကွန်မြူနစ်ဝါဒမဟုတ်ဤပညာကိုတဖက်ကန်းခတ်သည့်အသည့်ဇွဲနှပဲနှင့်လေလာပါ တဘာဝကို ခမားတို့တွေကြိုးကင်နိုင်လိမ့်မည်အာနက်စတိုချေဂွေဖာရာ1958ခု February တော်လှန်ရေးတပ်ဖွဲ့ဤဩဇာအာဏာကိုကြစ်လစ်ခိုင်မာအောင်တိစောက်ပြီးဝါရဖြန့်ကျီရေးလုပ်ငန်းစတင်သည် Dre Baby တဘုံရေဒီယိုအတန်လွင့်ယုံတစ်ခုတိစောက်၍ကျူးပါတော်လှန်ရေးသတင်းတွေစတင်ထုတ်လွှင့်သည် တဘုံရေဒီယိုမှာဒေတာခန်ကျူးပါနိုင်ငံသားတွေကိုရည်ရွယ်၍ဝါရဖြန့်ချည်ရေးနှင့်တည်င်းတွေထုတ်ပြန်နေသလိုတော်လန်ရေးတက်ခွဲအသီးသီးတို့ကိုချိတ်ဆက်ပြီးသောဆက်သွယ်ရေးပင်မဌာနလည်းဖြစ်လာသည်တဘုံရေဒီယိုဌာန၏အသုံးဝင်မှုမှာ1958ခုဇူလိုင်လအတွင်း Let's meet that the အမည်နဲ့ထင်ရှားသောထိုးစစ်ကြီးအတွင်အ धिक အခမ်းမှပါဝင်လာသည် အဆိုပါတိုက်ပွဲတွင်ကက်စထိုဥဆောင်သောတပုံတပ်ဖွဲ့ကိုဝိုင်းပက်၍ခြေမုံးဖို့ဗျူဟာဆင်လာသောဘာတက်စတာတပ်ဖွဲ့ဝင်1500ခန့်တို့ကိုခြေခွေဗာရဥဆောင်သောတပ်စိတ်ဖြင့်ကြားဖြတ်တိုက်ခိုက်နိုင်တာကြောင့်ကျူးဘာတပုံတပ်ဖွဲ့ဝင် အများအပြားလွတ်မြောက်၍ပြန်လည်စုစည်းနိုင်ကြသည်လာဒူ1958ခုဒီဇင်ဘာ28ရက်နေ့စန်တာကလာမြို့တွင် လူအင်အား10စသာ ခြားနာသောထိုးစစ်ကြီးနှင့်နောက်တစ်ကြိမ်ကြုံရပြန်သည်ဘာတက်စာတက်များ၏အင်အားမှ အစမတန်ကြီးမားတော်လဲခြေနှင့်တူဤဖိုင်တာတို့၏လျင်မြန်၍ကြမ်းကြုတ်ရက်ဆက်သော ဖြိုခွင်းတိုက်ခိုက်မှုတွေဖြင့်ဘာတက်စာတက်တွေကိုခြောက်ချားစေခဲ့သည်အဆိုပါတိုက်ပွဲပြီးရက်အနေငယ်အကြာဘာတက်စာတက်တွေအလုံးလက်နက်ချသည် ဘိုးချုပ်ကြီးဘာဒက်စတာကိုရိုင်းလဲ1958ခုဒီဇင်ဘာ31ကျူးပါမှ အပီးတိုင်ထွက်ပြေးလေရာ ထိုနေ့၌ပင်စန်တာကလေယာမြို့ကိုတော်လန်ရေးသမားတွေလက်ထဲအပီးလုံးဝသိမ်းပိုက်ထိတ်ချုပ်နိုင်နိုင်ပြီဖြစ်ကြောင်းသဘုံအတန်လွင့်ဌာနမှကြေညာသည်1959ခု January လ2ရက်ခြေခွေဘာရဥဆောင်သောတဘုံတက်ကြီးမြို့တော်ဟာဗာနာသို့ဝင်ရောက်လာရာ အောင်ပွဲရတက်မှုကြီးကိုမြို့ကန်တွေအုပ်အော်တောင်းနှင်းကြိုဆိုကြသည်ဟာဗာနာသို့စစ်အောင်ပွဲယူဆောင်လာပြီးရက်အနည်းငယ်အကြာခြေခွေဗာရာဤစနီရှီတာဂွာဒီမာလာမှကျူးဘသို့လေရင်နှင့်ရောက်လာရာလင်းယောက်ျားကိုတွေ့လို့သောဖြင့်အပြေးလာသော ရှီတာရှင်ကွဲပလက်ဖြစ်ရသည် လာပေါင်းများစွာကြာမြင့်ခဲ့သောတော်လန်ရေးမုံတိုင်းများအတွင်ခြေမှာ လက်အလီဒါမလဲချက်ဆိုသူတော်လန်ရေးသမီးပြိုတဦးနဲ့တန်ရောစင်တွင်မိရာမှာအကျဉ်လင်များတွေအဖြစ်ပေါင်းသိနေကြသောကြောင့်ဖြစ်သည်။ဒို့ပေမဲ့ရှီဒါဘတ်မှ သဘောထားကြီးစွာနဲ့ဖြစ်သည်များကိုသဘောတူလက်ခံက1953ခုမေ22တွင်ချေဂွေဗာရာနဲ့ရှီဒါတို့တရားဝင်ကွာရှင်းကြသည်။ ရှိသာနှင့်တရားဝင် ပြတ်ဆဲခြင်းအမှုမပြုပြီး1959ခု မေ18ကျူးပါတွင် တော်လန်ရေးအစိုးရအာဏာရပြီးနောက်ခြေကွေဗာရာ၏အရေးကြီးသော ဥပဒေတစ်ခုထုတ်ပြန်ကြေညာသည်လေယာမြေပြုပြင်ပြောင်းလဲရေးဥပဒေဖြင့်ပြဋ္ဌာန်းသောခြေကွေဗာရာ၏ policy မှာလေယာမြေတွေကိုသိမ်းယူခြင်းဖြစ်တော်လဲအကန့်အသတ်နှင့်ဖော်ပြထားသည် တနည်းအားဖြင့်လေမြေဧကတထောင်နှင့်အထက်ပိုင်ဆိုင်သောမြေရှင်များထံမှသိမ်းယူ၍မရှိစင်ရဲသာတောင်သူလေသမားတွေထံပြန်လဲဝေချမ်းပေးခြင်းဖြစ်သည်ချေခွေဗာရာဤပြုပြင်ပြောင်းလဲရေးဥပဒေမှ မကြသေးမီလာအနေငယ်အတွင်းတိုင်းပြည်သို့ဖီဒယ်ကက်စထိုပေးခဲ့သောကတိနှင့်ပြောင်းပြောင်းကြီးဆန့်ကျင်နေသည် ဖီဒက်ဂက်စတို၏မိကွန်းတွင်၎င်းတို့အစိုးရအနေနဲ့ကျူဘားနိုင်ငံသူနိုင်ငံသားတဦးတယောက်ထံမှပစ္စည်းတစ်စုံတရာကိုမျှမတော်မတရားသိမ်းယူမည်မဟုတ်ကြောင်းမိမိတို့တိစောက်နေသောအစိုးရပုံစံသည်လည်းကွန်မြူနတီအစိုးရမဟုတ်ကြောင်းပြောခဲ့ပြီးဖြစ်သည်တို့နှစ်တိုင်းယခုအခါကျူဘားတော်လှန်ရေးအစိုးရ၏အပြောနှင့်အလို့လွဲချော်နေပြီဖြစ်၍ကျူဘားနိုင်ငံသားအများအပြားမကြေမချမ်းဖြစ်လာသည် လေယာမြေပြုပြင်ပြောင်းလဲရေးဥပဒေ၏အခြားရိုက်ခတ်မှုတစ်ခုမှာကြံစိုက်ခင်းတွေကိုနိုင်ငံသားသားများပိုင်ဆိုင်ခြင်းမှဖျက်သိမ်းလိုက်ရာခြေခွေဘာရာမကြာခဏရည်ညွှန်းလေးရှိသော အင်အားကြီးနိုင်ငံများ၏ကိုလိုနီနယ်ချက်ကျူးကျော်ရေးရည်မှန်းချက်ကိုအဆုံးသတ်လိုက်ခြင်းဖြစ်သည် လေယာမြေနှင့်ကြံဆိုင်ပြိုးရေးလုပ်ငန်းတို့ကို နိုင်ငံသားတွေထိမ့်ချုပ်လွှမ်းမိုးထားသောအခြေအနေတွေအလုံးဖြတ်သိမ်းပြီး1959ခုဇွန်၁၂အခြေခွေဗာရာ၏နိုင်ငံတကာခီးစဉ်စတင်ရာဂရိယူဂိုစလာဗီးယားစသဖြင့်ဥရောပနိုင်ငံများမှသည်ဆူဒန်၊အီဂျစ် Syria, Pakistan, India, Sri Lanka, Thai, Indonesia, Myanmar, ဟောင်ကောင်နှင့်စင်ကာပူနိုင်ငံများသာမကဂျပန်နိုင်ငံတို့ပင်ခရီးဆက်ခဲ့သည်။ထို့ရာတွင်ခြေခွေဘားရာအတွက်အရေးကြီးဆုံးခီးစဉ်မှာ ဆိုဗီယက်ဖြစ်သည်။အဆိုပါခီးစဉ်အတွင်းအမေရိကန်ကိုပြန်လည်အန်တုနိုင်မည်အစီအစဉ်တွေအကောင်အထည်ပေါ်လာသည်။ ကျူးပါနိုင်ငံတခြားထုတ်လုပ်ရေးလုပ်ငန်းတွင်ဆိုဗီယက်မှရင်းနှီးမြှုပ်နှံရေးနှင့် အပြန်အလှန်အားဖြင့်ကျူးပါနိုင်ငံလိုအပ်နေသောရေနံကိုရုရှားမှတင်ပို့ပေးခြင်း ကက်စထိုနဲ့ချေဂွေဗာရာတို့ညှိနှိုင်းတိုင်ပင်ထားသည့်အတိုင်းကျူဘာစစ်တပ်ကိုဆိုဗီယက်စစ်လက်နက်တို့ဖြင့်ပံပိုးကူညီပေးခြင်းအစီအစဉ်တွေကိုဆိုဗီယက်ခေါင်းဆောင်နဲ့ဆွေးနွေးသဘောတူညီမှုရယူကာထိုနှစ်အတွင်းမှာပင် ဆိုဗီယက်ယူနီယံမှကျူဘာတို့တင့်ကားနဲ့တိုက်လေရင်အဟောင်းတွေပထမတသုံးရောက်လာသည်1959ခုစက်တင်ဘာကျူဘာတို့ခြေပြန်ရောက်လာချိန်တွင် ဖီဒက်ကက်စတိုလက်ထဲတွင်အာနာအများအပြားရောက်နေလေပြီလေယာမီပြုပြင်ပြောင်းလဲရေးဥပဒေဖြင့်တော်လန်ရေးအစိုးရလက်ထဲတွင်ဥစ္စာတနာနှင့်အာနာအမြောက်အများရလာပြီးဖြစ်၍နောက်တဆင့်သို့ခုံကူးရန် အသင့်ဖြစ်နေလေပြီ။ ပြည်တွင်တွင် အာနာတကိုးကြီးထွားနေတော်လဲကက်စတိုအစိုးရမှ ပြင်ပရန်သူတွေပတ်ချလဲဝိုင်းနေသည်1969ခုမတ်လ4ရက်အဆိုပါပြည်ပချိန်ချောက်မှုမှပို၍ထင်ရှားလာသည်ဟာဗာနာစိတ်ကန်းတွင်ဘုံနှလုံးပေါက်ကွဲရာဘယ်ဂျီယံနိုင်ငံမှလက်နက်တွေတည်ဆောင်လာသော ပြင်သစ်ကုန်တင်မော်ဒစီအကြီးအကျယ်ပျက်စီးသွားသည် ေါက်ကွဲမှုမှာအလွန်ပြင်းထန်ရာ ဖြစ်စဉ်အတွင် လူပေါင်း86ယောက်ခန့်သေဆုံးကြောင်းယုံကြည်ရသည်အဆိုပါကိစ္စနှင့်ပတ်သက်၍ American CIA ကြောထောက်နောက်ခံပေးထားသောပြည်ပရောက်ကျူးပါနိုင်ငံသားအစိုးရအဖွဲ့၏လက်ချက်ဖြစ်ကြောင်း Fidel Castro အစိုးရမှတင်းထုတ်ပြန်သည်တို့ရာတွင်ပြည်ပချင်းချောက်မှုများက ရှက်တန့်ခြင်းမရှိ တချိန်တည်းတွင်လေယာဉ်မြေပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် လေယာမြေပြုပြင်ပြောင်းလဲရေးအမျိုးသား Institute ခေါ်အစိုးရဌာနလုပ်ငန်းစဉ်တွေပိုမိုလင်မြန်၍ကျေပြန့်လာအောင်ဆောင်ရွက်ဖို့ခြေကွေဗာရာကိုလည်း Keystone တိုက်တွန်းရာအစိုးရ policy လုပ်ငန်းတွေကိုအကောင့်ထည့်ဖော်ရာတွင်မြန်ဆန်ထိရောက်စေရန်လေယာမြေပြုပြင်ပြောင်းလဲရေးအမျိုးသား Institute အောက်တွင်လူအင်အားသသိန်းခန့်စုစည်း၍လေယာမြေပြုပြင်ပြောင်းလဲခြင်းတွေ တင်းယူခြင်းနဲ့ပြန်လည်ဝေချမ်းခြင်းလုပ်ငန်းတွေကို ကြီးကြပ်ကြရသည်ဖီဒက်ဂက်စထရိုအစိုးရတင်းယူသော လေယာဉ်မြေများတွင်အမေရိကန်ပြည်ထောင်စု ကော်ပိုရေးရှင်းမှပိုင်ဆိုင်သော လေယာဉ်မြေအေက၄800ခန့်ပါဝင်သည် American corporation များ၏လေမြေတွေကို မတော်မတရားသိမ်းယူခြင်းအတွက် American သမရ Eisenhower အစိုးရမှ ချက်ချင်းလက်တုပ်ပြန်သောအဖြစ်အမေရိကန်တို့တင်သွင်းနေသောကျူးဘားတရားပမာဏကိုကန့်သက်လျှော့ချလိုက်ရာချီကွေဗာရာအစိုးရအမေရိကန်ဘက်မှစီးပွားရေးအရရန်စကျူးကျော်ခြင်းဖြစ်သည် နှစ်ကိုပိုင်းရောက်လာချိန်တွင်အမေရိကန်သမရအိုက်ဆင်ဟောင်းဝါနှင့်အစိုးရအဖွဲ့ကိုလည်းအမေရိကန်ပြည်သူတွေထောက်ခံမှုနှဲပါလာသည်ဂျူဘာရေးနှင့်ပတ်သက်၍အမေရိကန်အစိုးရမှထိထိရောက်ရောက်မလုံနိုင်ကြောင်းအတန်တွေစစ်စီညံလေရာရလက်အနေနဲ့သမရရွေးကောက်ပွဲတွင်ဂျွန်အက်ကနေဒီကို ရွေးချယ်တင်မြောက်ကြသည် အမေရိကန်သမရနေရာ ရောက်လာသောကနေဒီမှာလဲကျူးဘားနဲ့ကက်စတိုကိုကင်တွယ်ရမည်အစီအစဉ်တစ်ခုပါလာရာမကြာမီဘေအော့စ်အမည်နဲ့ထင်ရှားလာသည်အခန်းလေးပေါ်ရွေသောရှင်သူတရားမျှတမှုအတွက်မခံမရက်နိုင်လောက်အောင်ဒေါသတွေနဲ့ခမားတုံလုံနေမယ်ဆိုရင် ခမားဟာကျုပ်ရဲပေါ်ပဲခြေကွေပါရာ ကျူးပါတော်လန်ရေးကိုအမေရိကန်ပြည်ထောင်စု၏ချိန်ချောက်မှုများနှင့်ပတ်သက်၍ကာကွယ်တားဆီးမှုတွေပြုလုပ်ရန် ကျူးပါခေါင်းဆောင်တွေအမျိုးမျိုးစဉ်စားသုံးသပ်ခဲ့ကြတော့လေအင်အားကြီးစူပါပါဝါအနေနဲ့ဘလို့ပဲပုံလုံးနိုင်သည်ကိုကြိုတင်မသိနိုင် အမေရိကန်ဘက်မှအင်အားအလုံးအရင်းနဲ့ကျူးကျော်လာနိုင်သော အလားအလာတို့ကိုထဲသွင်းစဉ်းစားကြတော့လေ1962ခုတွင်မထင်မှတ်ထားသောနေ့မှ ထွက်ပေါ်လာသည်အမေရိကန် CIA လေ့ကျင့်ပေးထားသောပြည်ပရောက်ကျူးပါနိုင်ငံသားတပုံ1400ခန့်ပန့်စပင်လေအော်ကန်းချီပေါ်သို့တင်မောများဖြင့်ကန်းတက်လာကြသည်ပြပရောက်ကျူပါလူငယ်များနှင့်ဖွဲ့စည်းထားသောအဆိုပါတဘုံအဖွဲ့၏လျှို့ဝှက်စစ်စင်ရေးအမည်မှာ brigade 2936ဖြစ်ပြီးလူယူခံရရသော သူတို့ကံကြမ္မာကို ပြန်လည်တိုက်ခိုက်ရယူဖို့ဆုံးဖြတ်ထားကြသည် သူတို့အနေနဲ့ဘာဒက်စတာအစိုးရအပေါ်မကြိုက်တော့လဲကွန်မြူနီအာနာရှင်များဖြစ်ကြတော့ကက်စတိုနဲ့ချေခွေဗာရာတို့ဤအုတ်ချုပ်ရည်နဲ့နှိုင်းစင်လင်အတော်အသင့်ကောင်းမွန်ကြောင်းလက်ခံထားကြသည် နိုင်ငံရေးတိုက်ပွဲတွင်သူတို့ဘက်မှအနိုင်ရမည်ဟုယုံကြည်သော အကြောင်းတရားတွေအများအပြားရှိကြသည်၎င်းတို့အနက် American Superpower တနိုင်ငံလုံးသူတို့နောက်မှာရှိသည်ဆိုသော ထင်ရောင်ထင်မှားယူဆချက်ဖြစ်သည် အမေရိကန်သမရ JF ကနေဒီနဲ့စစ်စင်ရေးဘရီဂိတ်2936ကိုလုံးဝရှုံးနိမ့်ခံမှာမဟုတ်လိုအပ်လာရင်အမေရိကန်လေတပ်မှ ကူညီတိုက်ပေးလိမ့်မည်လို့ပင်ယုံကြည်နေကြသည်တို့ရရင်ဆိုဗီယက်ကောင်ဆောင် နီကီတာခရူရှက်ကအမေရိကန်သမရကနေဒီကို ပြင်းပြင်းထန်ထန်တတိပေးလိုက်ဒီကကျူးပါလူငယ်တပုံတွေမတိကြ နီကာတာခရူရှက်ဤတန်ကျိုးစာတွေ အမေရိကန်တောထောက်နောက်ခံပေးထားသောတပုံတွေကျူးပါးကိုတိုက်ခိုက်လျင်ပြန်လည်ခုခံဖို့လိုအပ်သည်။စစ်ပတ်အကူအညီအားလုံးကိုကျူးပါပြည်သူများသို့ဆိုဗီယက်ယူနီယံထံမှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းပြင်းပြင်းထန်ထန်သတိပေးထားသည်။ကနေဒီဘက်ကလည်းကျူးပါအရေးနှင့်ပတ်သက်ပြီးရုရှားကောင်းဆောင်အမြင်လွဲနေခြင်းဖြစ်ကြောင်းအမေရိကန်ပြည်ထောင်စုအနေနဲ့ကျူးပါကိုစစ်ရေးအရာ ဝင်ရောက်ဆက်ဖက်ဖို့ရည်ရွယ်ချက် လုံးဝမရှိကြောင်းချက်ချင်းတုံ့ပြန်ပြောဆိုခဲ့ရာအီမာဘင် Operation Brigade 2936ဤကံကြမာသည်လဲနေထီတန်တော်သည်တနည်းအားဖြင့် Operation Brigade 2936၏လက်တွေ့လုပ်ငန်းများတွင် American ပြည်ထောင်စုမှတရအကူအညီမပေးနိုင်တော့ဘဲမိမိတို့ဘာသာရုံးကန်တိုက်ခိုက်ရမည်ဆိုသောအထိပယ်ဖြစ်သည် စည်ရေးအရာဝင်ရောက်မဆွက်ဖက်ပါဆိုသောကတိကိုအမေရိကန်သမရကိုရိုင်းပေးခဲ့တော်လဲချင်းချက်အနေနဲ့နောက်ွယ်မှ CIA အထောက်ပံ့နဲ့အစီအမံတွေပါလာရာ စစ်စင်ရေးဘရီဂိတ်2936အမန်တကယ်ကမ်းတက်မြီကမ်းခြေဤစန့်ကျင်ဘက်ကမ်းခြေတွင် CIA အစီအစဉ်ဖြင့်အတုအယောင်ကမ်းတက်ပွဲတွင်တရုတ်ဖော်သည့်တနည်းအားဖြင့်ဖီဒယ်ကက်စထရိုအစိုးရ၏ဂျူဘာတပ်တွေကိုတကယ်တမ်းတိုက်ခိုက်မြင့်နေရာမှာ အာယုံပြောင်းခြင်းဖြစ်သည်ဟောလိဝုဒ်စတိုင်စပယ်ရှယ်ပြုလုပ်ထားသောအဖက်တွေနှင့်စစ်ဘက်ဆိုင်ရာပစ္စည်းကရိယာတွေအသုံးပြု၍အလင်းရောင်တွေအမြောက်တန်ပောက်ကွဲတန်တနက်တန်တွေနှင့်အတူတိုက်ပွဲအသူကို ကျူးပါကန်းချွေတွင် CIA သင်းမောရှစ်စီးဖြင့်တဲဆောင်ဖန်တီး၍ကက်စတိုဤစစ်တပ်ကိုလှည့်စားဖို့စူးစမ်းကြသည် အတန်တွေအလင်းတွေ အသုံးပြု၍တိုက်ပွဲအတူကိုဖန်တီးပေးကြတော့လေဖန်တီးနေသည့်ကြားမှာတမူခြေခွေဗာရာကြည်ကြမှုဖြင့်အမှန်တကယ်ကန်းတက်လာသောပစ်စပင်လေအော်သို့ကျူးပါတက်ဖွဲ့ဝင်နှစ်သိန်းနီးပါးစီလို့၍အချိန်မီတိုက်ခိုက်နိုင်ရာ58နာရီအတွင်းသူတို့မျောလင့်သောအမေရိကန်လေတပ်မှတိုက်လေရင်တွေ ရောက်မလာဘဲဘရီဂိတ်2936တီသာလုံလုံလလျားခြေမုံခံရသည် ူတို့နဲ့အတူမော်တော်တွေလည်းထိခိုက်ပျက်စီး၍ပင်လယ်အောက်သို့နှိမ့်ယုတ်ကုန်သည်နောက်ပိုင်းကာလအမေရိကန်သမရအထူးအရာရှိရစ်ချက်ဝေဝေနှင့်ချီဂွေဗာရာတို့တွေ့ဆုံရာတွင် အမေရိကန်ထောက်ပံ့ပေးခဲ့သော ပစ်ပင်လေအော်ကျူးကျော်တိုက်ခိုက်မှုအတွက်မိမိအနေနှင့်အလွန်ကျေးဇူးတင်ကြောင်းခြေကစကားအမှားပါသည် ခြေကွေဗာရာနဲ့ဂျေဇုတင်အမှားစကားမှာအငေါ်တူရီပြောခဲ့တော်လဲလက်တွေ့တွင်မူ CIA ကြားခံပေးသော ကျူးကျော်တိုက်ခိုက်မှုကြီးကြောင့်ပင်ကျူးဘာတော်လန်၏လှုပ်ရှားမှုကြီးမှာပို၍တန်ဆွမ်းလာသည်ခြေကွေဗာရာ၏အဆိုအရအမေရိကန်တို့၏ကြောင်လက်သေးဝက်ကျူးကျော်တိုက်ခိုက်မှုကြောင့်ကျူးဘာပြည်သူများမှာရခင်ကမရခဲ့သော စီးလုံးညှို့မှုဖြင့်ချစ်လက်ခိုင်မာလာသည် CIA ထောက်ပံ့ပေးထားသော ကျူးကျော်တိုက်ခိုက်မှုမှာခြေကွေဘာရပြောသလိုကျူးဘာတော်လန်ရေးလှုပ်ရှားမှုကြီးကိုပို၍တန်မာလာသလိုဆိုဗီယက်ယူနီယံနှင့်ပို၍နီးကပ်စေသောတွန်းအားလည်းဖြစ်သည်ကျူဘာနှင့်ရုရှားဆိုဗီယက်တို့မြေများအထိနီးနီးကပ်ကပ်ဆက်ဆံလာစေကမူ1962ခု အောက်တိုဘာ14အမေရိကန်ယူတူးကင်းတောက်လေယာဉ်ဖြင့်ကျူဘာမြေပေါ်တွင်ချထားသောမြေပြင်မှ ဝေဟင်ပြည့်နျူကလ িয়ার ထိပ်ဖူးတဲ့ဒုံးပြန်တွေကိုဓာတ်ပုံရိုက်ယူနိုင်သည့်အခါမှသာအမေရိကန်အစိုးရတည်ရသည်နျူကလ িয়ার ထိပ်ဖူးတဲ့ဒုံးကြီးတွေကျူးပါမြေပေါ်တွေချထားသောအိုင်ဒီယာမှာပင်လယ်အော်ပြိပခါမှဓာတ်ရိုက်ပေါ်ထွက်လာသောအကျိုးဆက်ဖြစ်သည် ဆိုဗီယက်ကောင်းဆောင် နီကီတာခရူရှဲ၏လေးလာမှုအရာအမေရိကန်သမ္မတဂျွန်အက်ကနေဒီမှာနျူကလ িয়ার စစ်ပွဲနှင့်ပတ်သက်လာရင်းလုံးဝသိမခံနိုင် တစ်ချိန်တည်းတွင်ကျူးဘားနိုင်ငံမှနျူကလ িয়ার လက်နက်တွေရှိနေမည်ဆိုရင်အမေရိကန်ဘက်မှ နောက်ထပ်ရန်စကျူးကျော်တာတွေကိုဟန်တားနိုင်မယ်လို့တွက်ချက်သည်ဖီဒယ်ကက်စထရိုချေဂွေဗာရာနှင့်ရော့ကက်ကက်စထရိုတို့၏အယူအဆများမှလည်းထိုနည်း၎င်းတသန်နေဖြစ်သည် တို့ရာတွင်ဆိုဗီယက်ကောင်းဆောင်ပြောလိုနျူကလ িয়ার လက်နက်တွေကိုကျူးဘားနိုင်ငံမှာချထားမည်ဆိုတော့လေအမေရိကန်အစိုးရမသိအောင် ပုံရှိုးကွယ်ရှိုးမလုပ်ချင်မိမိတို့ဘက်မှမျက်နှာတင်းတင်းနဲ့ပြောင်းထားခြင်းကြသည်အဆိုပါကိစ္စမှာနျူကလ িয়ার ထိပ်ဖူးတဲ့ဒုံးကျည်တွေကျူးဘားမှာချထားပြီးတော့လေအဆုံးမတက်နိုင်သည်ဩဂုတ်29ရက်တွင် မော်စကိုသို့ချီခွေဗာရာကိုဆေးလို့ရ ဆိုဗီယက်ကောင်းဆောင်သဘောထားကိုတောင်းခံရာကျူပါတွေနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ကြောင်းကဘာတို့ကြီးညာမိအစီအစဉ်ကို ခရုရှက်ကအဆိုပါကြီးညာချက်သည်အမေရိကန်တွေကိုဒေါသထွက်အောင် စွပ်ပေးယုံမှတပါ တခြားအထိပယ်မရှိကြောင်းမှတ်ချက်ဖြင့်ပယ်ချသည် ပြုတ်ဝက်ကြံစီနေသော အမေရိကန်အစိုးရကိုမျက်ခြေမပြတ်စောင့်ကြည့်နေသောခရုရှက်သဘောအရအမေရိကန်ပြည်ထောင်စုတွင် မကြမီလွတ်တော်ရွေးကောက်ပွဲများကျင်းပတော့မည်ဖြစ်၍ရုရှားအနေနှင့်အမေရိကန်ရွေးကောက်ပွဲကိုဝင်ရောက်ဆွတ်ဖက်နှောက်ယှက်ဖို့ကြိုးစားသည်ဆိုသောသဘောမျိုးမဖြစ်စေခြင်းယခုအချိန်မျိုးတွင်အမေရိကန်နိုင်ငံရေးသမားတွေကိုစိန်နှောက်ယှက်မဖြစ်အောင်ထိမ့်သိမ်းထားလိုတော်လဲ ထိုနှစ်အောက်တိုဘာအမေရိကန်ယူတုကင်းထောက်လေယာဉ်ဖြင့်ပေါ်ထုတ်ချက်အရကျူးပါတွင်နျူကလ িয়ার လက်နက်တွေရှိနေသည်ကို မဖုံးနိုင်မဖိနိုင်ပပွားကြီးပေါ်လာတော့သည်ရလက်အနေဖြင့်အောက်တိုဘာ22ရက်စွဲဖြင့် အမေရိကန်သမရကနေဒီ၏ကြေညာချက်ထွက်ပေါ်လာသည် ကြေညာချက်တွင်အမေရိကန်ပြည်ထောင်စုကိုကျူးပါမှနျူကလ িয়ার လက်နက်ဖြင့်တိုက်ခိုက်မည်ဆိုလျှင်မိမိတို့အနေနဲ့ဆိုဗီယက်ယူနီယံမှတိုက်ခိုက်သည်ဟုယူဆကာဆိုဗီယက်ရုရှားကို ချက်ချင်းလက်တုပ်ပြန်သွားမည်ဖြစ်ကြောင်းဖော်ပြထားသည်ကနေဒီကြေညာချက်ကြောင့်ခရမ်လင်တစ်ခုလုံးရောက်ရက်ခတ်သွားကြတော့လေဖီဒယ်ကက်စထရိုနဲ့ချေခွေဗာရာတို့မှ အပျော်ကြီးပျော်ရည်ကျူးပါကို အမေရိကန်ပြည်ထောင်စုမှ နောက်ထပ်တိုက်ခိုက်မှုတွေဖြစ်လာအောင်ရန်စနေတော့သည်ဤတွင်အမေရိကန်သမရကနေဒီရောဆိုဗီယက်ရုရှားကောင်းဆောင်ခရိုရှက်ရောမလိုလားသည့်ကျူဘာဒုံးပြန်ပြပခကြီးစတင်လာရာအခြေအနေတင်းမာလာပြီး မကြမီ ဆိုဗီယက်ယူနီယံခေါင်းဆောင်ဘက်မှ လေတံနည်းနည်းပျော်လာသည်ကနေဒီတို့ပေးပို့သောစာတွင် ဂျူပါမဒုံးကြည်တို့သည်ပြည်ပကျူးကျော်မှုကိုကာကွယ်ဖို့သာရည်ရွယ်ခြင်းဖြစ်ပြီးဆိုဗီယက်ယူနီယံ၏သဘောထားမှာငြိမ်းချမ်းရေးအတွက်သားဖြစ်ကြောင်းဖော်ပြထားသည် အခြေအနေတိုးတက်လာပြီးအောက်တိုဘာ26ဂျူဗာရင်ချထားသောဒုံးကျည်တွေကိုဆိုဗီယက်ယူနီယံဘက်မှ ရုတ်သိမ်းပေးမည်ဖြစ်ကြောင်း အပြန်အလှန်အားဖြင့်ဒရဂီရင်ချထားသောအမေရိကန်ဒုံးကျည်တွေကိုလည်းရုပ်သိမ်းပေးဖို့နဲ့ကျူးဘားနိုင်ငံကိုမြေတီအခါမှ မကျူးကျော်တော့ပါဆိုသောအမေရိကန်သမရထံမှနှုတ်ကတိပေးဖို့ကန့်လန့်ရာအမေရိကန်အစိုးရဘက်မှ ချက်ချင်းသဘောတူ၍နျူကလ িয়ার စစ်ပွဲဖြစ်ပွားမိအရေးမှတီတီလေးလွတ်မြောက်၍ဆိုဗီယက်ယူနီယံနှင့်အမေရိကန်ခေါင်းဆောင်နှုတ်တပ်ပြင်းချချိန်တွင် ချေဂွေဗာရာနှင့်ကက်စတိုတို့ကသစ္စာဖောက်ခံလိုက်ရသည် အထူးသဖြင့်ချေဂွေဗာရာအတွက်အမေရိကကို ပို၍မကြေမချမ်းဖြစ်လာသည် ဆိုဗီယက်ယူနီယံနှင့်ကျူးဘားနိုင်ငံတို့တန်တမန်လန်းကိုတိဆောက်ရာတွင်ချေဂွေဗာရာမှာအ धिक ပုံကိုတူဖြစ်ကြောင်း အများသိကြသည်ကျူဘားနိုင်ငံကို ဆိုဗီယက်ယူနီယံမှစစ်လက်နက်တွေ ထောက်ပံ့ဖို့လဲသူကိုယ်တိုင်ပင်စူးစမ်းခဲ့ရသည် ဆိုဗီယက်ယူနီယံအပေါ်ကက်စတိုအစိုးရမှယနေ့တိုင်ဗန်နာရေးအယမီကိုနေရတော်လဲကျူဘာဒုံးချီပြိပခါမှာခြေကွေဘာရအတွက်မူစိတ်အနှောက်အယှက်ဖြစ်နေရာကျူဘာကို နောက်ထပ်အရေးတစ်ခုရွေးစေဖို့တက်ကူပစ္စည်းဖြစ်လာသည်အဆိုပါကာလအတွင်းတရုတ်တော်လှန်ရေးသမားတွေနဲ့ချွေခွေဗာရာတွေ့ဆုံရာတွင်တရုတ်ကွန်မြူနစ်တွေကိုချီးကျူးပြောဆိုသွားသည် တရုတ်ကွန်မြူနစ်များမှာသူတို့တဘဝလုံးတော်လှန်ရေးအတွက် အသက်ရှင်နေကြသောမက်ခ်စ်ဝါဒီစစ်စစ်တွေဖြစ်ကြသည် ပြောရရင်ဆိုဗီယက်ကွန်မြူနစ်တွေအတွက်တော်လှန်သောစစ်မှန်သောကွန်မြူနစ်တွေဖြစ်ကြသည်တရုတ်ပြည်မှာမြေယာပြုပြင်ပြောင်းလဲရေးနှင့်ပြန်လည်ဝေချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်းအလွန်ကောင်းမွန်ကြောင်းချီးကျူးက စိုက်ပျိုးရေးအခြေခံကျူးပါနဲ့အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့လည်းတရုတ်ကွန်မြူနစ်တို့၏အကူပြောင်းကာလလုပ်ငန်းစဉ်တွေကို နမူနာယူသင့်ကြောင်းမှတ်ချက်ပေးသည်ထိုအချိန်ဆိုဗီယက်ယူနီယံနှင့်တရုတ်တို့၏လက်ဝဲလမ်းစင်များမှာကွဲပြားခြားနားနေပြီဖြစ်၍တရုတ်နှင့်နှီးကပ်သွားသောခြေကွေဗာရအပေါ်လဲဆိုဗီယက်ယူနီယံပမကြည်မဖြူအာယုံနောက်လာသည် ချေကွေဗာရာတို့လိုတရုတ်ကို ထောက်ခံသူတွေကိုအစိုးရအဖြစ်သတ်မှတ်ကတန်တရားနဲ့ကြီးကြရာ1963နှစ်စန်းပိုင်းတွင် ဆိုဗီယက်အုပ်စုနှင့်ချေကွေဗာရာတို့၏ဆက်ဆံရေးမှာတဖြည်းဖြည်းတင်းမာလာသည်ကျူဘားနိုင်ငံ၏စီးပွားရေးသည်လည်းရိမ့်ရိုင်ပြိုဆင်းလာစဉ်ကျူဘားနိုင်ငံမှ အပြီးတိုင်ထွက်ခွာသွားဖို့ချေဂွေဗာရာဆုံးဖြတ်သည်ကျူဘားနိုင်ငံမှကွန်မြူနစ်ဝါဒ၏အောင်မြင်အောင်ဆက်လက် ထိတ်သိမ့်တိုင်းမြေတခုသီးသောနီးလန်းမှာလက်တင်အမေရိကတွင် နောက်ထပ်ကွန်မြူနစ်နိုင်ငံငယ်တွင်ပေါ်ပေါက်လာအောင်တည်ဆောက်ရေးတာဖြစ်သည်လက်တင်အမေရိကနှင့်အခြားကမ္ဘာနေရာအနှံ့အပြားတွင်ကွန်မြူနစ်နိုင်ငံတွေဖန်တီးပေးခြင်းတာဖြစ်ကြောင်းချီဂွေဗာရာအခိုင်အမာယုံကြည်သည်တို့ရာတွင်ကဘာကြီးတစ်ခုလုံးလှုံရမ်းသွားအောင်ခြေခွေဘာရာအားထုတ်ခြင်း1963ခု နိုဝင်ဘာ22အမေရိကန်သမရဂျွန်အက်ကနီဒီလှုပ်ကြံတက်ဖြတ်ခံရပြီးတကဘာလုံးတုံလှုပ်ချိန်ချနေတော်သည်ဒီနေ့မှာတော့ဆရာမလေးကချီဂွေဗာရာရဲ့အထုပ်ပတိလေးကိုအခမ်းအနံဖျက်ပြခဲ့တာဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းဆက်လက်ပြီးဖျက်ပြသွားမှာဖြစ်တဲ့ကြောင့်မလို့စောင့်မျှော်ပေးကြပါအောင်ရှင်။စိတ်ဝင်စားစရာအခမ်းဆက်လေးရောက်နေပါပြီနော်။ကျေးဇူးတင်ပါတယ်။